နွေကာလဖြစ်တဲ့မတ်လ၊ဧပြီနဲ့မေလတွေမှာနေပူချိန်တွေမြင့်တက်ရာကနေမိုးတိမ်တောင်တွေဖြစ်ထုံးပြီးလေပြင်းတိုက်ခတ်တာမိုးထစ်ခြုံတာမိုးကျွပြစ်တာနဲ့မိုးသီးကြွေတာတွေဖြစ်ပေါ်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်အရ နှွေကာလမှာဖြစ်ပေါ်တတ်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးကြိုတင်သတိပေးနှိုးဆော်ချက်အနေနဲ့မြန်မာနိုင်ငံအရေးရမှာနှွေကာလဖြစ်တဲ့မတ်လဧပြီလနဲ့မေလတွေအတွင်းနေ့ပူချိန်တွေတဖြည်းဖြည်းမြင့်တက်လာရကနေအပူပြန်တက်တိမ်တွေဖြစ်ထွန်းပြီးမိုးလဲနဲ့ညနေပိုင်းတွေမှာမိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီးအစောပိုင်းမိုးတိမ်တောင်တွေရွေလျားရနေရာတခြားမှာလေပြင်းတိုက်ခတ်တာလေပြင်းနဲ့အတူထစ်ချုံတာမိုးကြိုးပြက်တာလျှက်စီးလက်တာမိုးသီးကြွေတာနဲ့နေရာကွက်ကြားမိုးထစ်ချုံရွာတာစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်ကြောင်း လေပြင်းတိုက်ခတ်စဉ်မြေပြင်ရေပြင်လေးဟာတနအီမိုင်40ကနေမိုင်50အထိတိုက်ခတ်နိုင်တယ်လို့သိရပါဗယ်။အဲ့အတွက်ကြောင့်နေကာလဖြစ်တဲ့မတ်လဧပြီလနဲ့မေလတွေအတွင်းဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအထူးဂရုပြုနေထိုင်သွားကြဖို့နဲ့ပြည်ရင်းလေကြောင်းပြန်တန်းရင်းနဲ့ရေကြောင်းခီးစဉ်တွေအနေနဲ့လည်းကြိုတင်သတိပြုနိုင်ဖို့အသိပေးနှိုးဆော်အပ်ကြောင်းမိုးစလကထုတ်ပြန်ပါတယ်။